င်းကစားရင်အကြာကြီးတယ်ကျွန်တော်တို့ကယူကရိန်းကိုပေးတယ်ယူကရိန်းကိုတည့်ရပေးတဲ့ဟာရဲ့အပုံတရားပုံပုံတဘုံပဲပေးကျွန်တော်တို့နောက်နှစ်ရက်သုံးရက်ဆိုဝေးပြီးအောင်ခဲ့မိတ်ဆွေများအားလုံးပဲမိင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့အန်ဂျီကဝန်ကြီးကျူးဖြစ်တဲ့ဝေသွားဆိုကျင်းထည့်တဲ့ဇာလုံးလေးကိုရင်းသုံးနားထောင်ကြည့်အောင်ခင်ဗျပြီးမှပဲကျွန်တော်တို့သတင်းလေးတွေကိုနားထောင်ကြအောင်ကျွန်တော်တို့ဒီတိုင်းကစားရင်အကြာကြီးတယ် ကျွန်တော်တို့ကယူကရိန်းကိုပေးတဲ့ယူကရိန်းကိုတည့်ရပေးတဲ့ဟာရဲ့အပုံတရားပုံပုံတဘုံပဲပေးကျွန်တော်တို့နောက်နှစ်ရက်သောရက်ဆိုဝေးပြီးအောင်လုပ် Yes ဒီအဲ့တော့ကဘာပတ်ပြီးပြောတယ် တိုက်ချင်လို့ခိုက်တင်နေပြီလေရှိတာလေဟုတ်ဘူးသွေးဖက်တန်ယူဖြစ်နေပြီလို့ဟုတ်သွေးဖက်တန်ယူမဖြစ်အောင်ဒါနဲ့ဘယ်လဲတွေ့လိုက်တာလဲရတော့သူရဲ့အကြောင်းပြောပြတော့ကျွန်တော်တို့အဲ့လိုသူသူဒီပါရဲ့ခဏနေတော့တော့ပဲပြောပါမယ်မျိုးခွန်းနေလေးနေကြအောင်ပါဆိုတော့ဂျင်းတွေဂျင်းတွေတက်တက်ပြန်ပြီ မိဘပြည်သူများရှင်ကျွန်မကိုတင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့သတင်းဆိုတာထက်ကျွန်မမနေ့ကရုပ်သံပိုင်းလေးတစ်ခုကြည့်ရပါရှင်။ရုပ်သံပိုင်းထဲမှာဆိုရင်မြမတက်မတော်သားတရားပေါ့နော်လက်လက်ချထားတဲ့မြမတက်မတော်သားလို့သိရပါရှင်။အဲ့ဒီမြမတက်မတော်သားကိုလေဘင်းထိပြီးတော့တတ်ဖြတ်နေရဲ့ရုပ်သံသားဖြစ်ပါရှင်။လေဘင်းထိဖြတ်ခံရတဲ့သူပါဆိုရင်ခန္ဓာကိုယ်တုံ့လေကောက်ဝေးပြီးတော့အင်မတန်ကြောက်လန့်တကြားတုံ့နှုတ်နေတာလည်းမြင်တွေ့ရပါရှင်။ကျွန်မရုပ်သံကိုပြည့်ရဲ့အထိမကြည့်နိုင်ပါဘူးနော်။အဲ့လိုရဆက်လုံးတဲ့မြင်ကွင်းတွေကြတော့ကျွန်မတို့ ဘလို့မျိုးစိတ်နဲ့မှအဆုံးထိထိုင်မကြည့်နိုင်ပါဘူးရှင့်။တရင်နဲ့တင်ဆက်ဖို့လိုလို့သာခါကြရင်ကြည့်ရတာပေါ့နော်။မိဘပြည်သူတော်များလည်းကျမတို့စိတ်ခံစားချက်တွေရှိမယ်လို့ထင်ပါတယ်။ကျမတို့ဓာရင်မြင်နေရတာတော်တော်စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်ပါရှင့်။ဒီတော့ကျမဓာနဲ့ဆက်ဆက်ပြီးပြောချင်တာကတော့ကျမတို့မြန်မာတပ်မတော်ဟာဆိုရင်ဒီအရှိပိုင်းကတိုက်ပွဲတွေမှာဆုံးရှုံးနေတာမျိုးတွေဖြစ်ခဲ့ပါရှင့်။စစ်ပွဲတွေရဲ့သဘောတော်ကအတိုင်း၊သူကနှစ်နာလိုက်၊ကိုကနှစ်နာလိုက်ပေါ့နော်။မြန်မာတပ်မတော်အနေနဲ့နင့်နာခဲ့ရတဲ့အချိန်တွေမှာမြန်မာတပ်မတော်သားတွေဖမ်းဆီးခံရတဲ့အချိန်တွေလည်းရှိပါရဲ့။ MND လက်ထဲရှောက်ကုန်တဲ့မြန်မာတပ်မတော် သားတွေသတင်းလေးတွေဆိုရင်ကျွန်မအနေနဲ့ကျွန်မတို့ Prime Media ပေါ့နော်သတင်းပေးလေးတွေရှိရတဲ့အတွက်ပြီးတော့တင်ဆက်ပေးနိုင်တဲ့အခြေအနေတွေလည်းရှိပါတယ်လူအဖြစ်ဖြစ်သူတို့တွေရဲ့အခြေအနေလေးတွေကိုကျွန်မသိရတာပေါ့ရှင်ဥမာလာရှိုးကျင်းတော်တယ်မှာဖန်းစီခံရတယ်တက်မလို့သားလေးဆိုရင်ဘလို့အခြေအနေလေးရှိရဲဘလို့နေထိုင်စားသောက်ရတယ်စသဖြင့်ပေါ့နော်ဒီလိုအကြမ်းမြင့်လေးတွေသိရတဲ့အတွက်မိသားစုအနေနဲ့ကလည်းလူအဖြစ်စိတ်အေးရတာပေါ့ရှင်ကိုယ့်ရဲ့မိသားစုဘာဖြစ်နေလဲဆိုတော့လုံးဝမသိရတာစားလို့ရှင်တော့အနည်းငယ်သိရတယ်ဆိုတော့စိတ်အေးစရာတစ်ခုပဲလေဒါဝိုးမိသားစုရှိရတဲ့သူကနားနေပါရဲ့ရှင် ဒါလေးတို့ကကျမတို့သတင်းပေးနိုင်တယ်ပေါ့နော်ဒီတော့ရမခဖြစ်စင်မှာပါတဲ့မိသားစုရေဆိုတော့မိတို့ပဲဆိုစေတာမို့တခုခုကိုသိရတာပေါ့ရှင်ကျမပြောချင်တာလေဒါပေမဲ့ရခိုင်ပြည်နယ်မှာဖြစ်သွားတဲ့ဖြစ်စဉ်တွေမှာဖမ်းဆီးခံတဲ့တပ်မတော်သားတွေအတွက်ကြတော့ကျမတို့လည်းသတင်းတွေစုံစမ်းနိုင်ခြင်းမရှိပါဘူးရှင်သတင်းပေးကောင်းကောင်းမို့လည်းမရှိဘူးနော်ဒီတော့အဲ့ဒီကသတင်းတွေကြတော့ကျမတို့လုံးဝမရဘူးမရတဲ့အခါမှာကျမတို့လာမေးရဲ့အချုပ်တပ်မတော်သားမိသားစုတွေရတယ် အမားတဲ့ရခိုင်ပြည်နယ်မှာဖမ်းဆီးခံထားရတယ်ပေါ့နော်အခြေအနေလေးပြောပြပါအောင်တဲ့တည်တနာရှင်သားဆိုတာသိကြပါတယ်ဆိုတော့မေးလာပါရှင့်ကျမတို့မှာဖြည့်စရာအဖြေလုံးဝမရှိပါဘူးရှင်ဒါ့အပြင်ဟိုရခိုင်ပြည်နယ်ဘက်မှာဆိုရင်တပ်မတော်သားတွေဖုန်းတွေကိုယူပြီးတော့တပ်မတော်သားတွေဖုန်းဆက်လာပြီးအခါမှာပေါ့နော်မဖွဲ့မရကိစ္စတွေပြောဆိုလုံးဆောင်တာတွေကအစားကျမတို့ကြားသိရပါရှင့်တော်စင်ကောင်းဖြစ်စရာကောင်းပါရှင့်တော်တော်လေးရက်ဆက်ရုပ်မာတဲ့စိတ်တက်တဲ့မြင်ဝင်းတွေကိုအေးအေးအဖွဲတွေမှမြင်ရတာပေါ့နော် ဒီတော့မနီယာရုပ်တံဆိုတဲ့တမိသားစုရဲ့အနေနဲ့မြင်တဲ့အခါမှာရှင်ထဲမှာဘလို့နေမလဲဆိုတာကိုချင်းစာကြည့်ကြပါအောင်ရှင်လက်နဲ့ချပါတယ်ဆိုတဲ့သူကိုရင်းဆက်ဆက်လဲပင်းလေးပြီးတက်ဖြတ်နေတာပါရှင်အင်မတန်ကြောက်ဖို့ကောင်းတဲ့လူမိတ်စာတွေဖြစ်နေကြပါပြီဒီလူမိတ်စာတွေဘလို့များနှိမ်နှင်းမှလဲဆိုတာကတော့တော်တော်စဉ်းစားခက်တဲ့ကိစ္စခုဖြစ်သွားပါပြီရှင်ရခိုင်ပြည်နယ်ဟာဆိုးဝါးလုံးနဲ့ပြည်နယ်တစ်ခုဖြစ်နေပြောင်းလဲသွားတော့မှဖြစ်တယ်လို့ရခိုင်ပြည်နယ်မှာနေထိုင်တဲ့ရခိုင်တိုင်းသားတွေအပြင်ဒီလိုမျိုးမိတ်စာတွေလက်ထဲမှာရောက်နေတယ်ကျမတို့တပ်မတော်သားတွေရဲ့ရှေ့ရေးတော့ကိုလည်းကျမတို့အင်မတန်ရှင်လေးပါရှင် ဒါကြောင့်မြန်မာတပ်မတော်အနေနဲ့လည်းရခိုင်ဒေသမှာဖမ်းဆီးခံထားတဲ့တပ်မတော်သားတွေပြန်လည်လွတ်မြောက်လာဖို့အတွက်ကိုအထူးကြိုးစားပေးဖို့အတွက်လည်းကျွန်မကိုင်တုံးလိုပါရှင့်။လက်ရှိမှာစစ်ပွဲတွေရင်ဆိုင်နေရသလိုအခြေအနေတွေမအေးချမ်းသေးဘူးဆိုတော့ကျွန်မနားလည်ပါရှင့်။ဒါပေမဲ့တပ်မိသားစုတွေဘက်ကမျှော်လင့်ချက်တွေကိုတော့ကျွန်တော်တို့တင်ပြပေးဖို့အတွက်တာဝန်ရှိတဲ့အတွက်တင်ပြပေးတာဖြစ်ပါရှင့်။သူတို့အနေနဲ့သတင်းတွေတခုခုသိကျင်နေပါတယ်။အခြေအနေတခုခုသိကျင်နေပါတယ်။ဒါကြောင့်ရခိုင်ပြည်နယ်မှာရှိရခိုင်ပြည်နယ်ပါပေါ့နော်ဖမ်းဆီးခံရတဲ့တပ်မတော်သားတွေရဲ့ကိစ္စလေးတွေကိုတပ်မိသားစုရဲ့စီအိုပေါ့ရှင် မီဒီယာတွေမီဒီယာတွေကနေတဆင့်ပြောပေးပါလို့ကျွန်မတောင်းဆိုအောင်မဟုတ်ပါဘူးရှင့်တမိသားစုတွေတိကျနေတာဖြစ်တဲ့အတွက်ရခိုင်ပြည်နယ်မှာဖမ်းဆီးခံရတဲ့တက်မတော်သားစရင်တွေတက်မတော်မှာရှိမှလည်းလေအဲ့ဒီစရင်တွေပြန်လဲထုတ်လုပ်ပြီးတော့သူတို့မိသားစုတွေဆက်သွယ်ပြီးရအခါမှာအခြေအနေလေးတွေကိုအမှန်တမ်းပြောပြထားဖို့အတွက်ကျမတို့တောင်းဆိုချင်တာပါရှင်မိသားစုဆိုတာကကိုယ့်မိသားစုရဲ့တည်ငြိမ်ကိုစိုးတည်ဖြစ်စေကောင်းတည်ဖြစ်စေတည်ကြမှာရှင့်အမှန်တမ်းတည်ကြမှာရှင့် ီလိုမျောလင့်ချက်တွေသူတို့မှာရှိပါတယ်ဒါကြောင့်မမတံတော်အနေနဲ့ဒီကိစ္စလေးကိုလုံဆောင်ပေးနိုင်မယ်ဆိုရင်လုံဆောင်ပေးပါလို့ကျမတို့အကြမ်းရက်နေမြစ်တာအခါတိုက်တွန်းချင်တာပါရှင်ကျမတို့စီရောရခိုင်ပြည်နယ်ဘက်မှာဖမ်းဆီးခံရတဲ့တပ်မတော်သားတွေရဲ့သတင်းတွေကိုလာမေးရဲ့တပ်မိသားစုတွေကတနေ့ချာများပြားလာလို့ပါရှင်ကျမတို့ကတပ်မတော်သားတွေရဲ့အကြောင်းအရာလေးတွေတပ်မိသားစုကိစ္စလေးတင်ဆက်နေတာဆိုတော့သူတို့လည်းအားကိုးရာရှာပြီးတော့ကျမတို့ကောက်ရိုးတက်မြင်လေးကဲတော့တဘောထားပြီးတော့လာရောက်ဆွဲငင်ရှိတယ်လို့ကျမထင်ပါရဲ့ရှင်။တမိသားဆိုရင်လည်းဒီလိုအားကိုးရာရှာရင်းနဲ့ အကျံပတ်သမားတွေရဲ့တင်ညာခံရမှုတွေအကျံပတ်သမားတွေရဲ့သွေးတုံးနှုံးဆောင်မှုတွေကြောင့်တက်တွင်းစီလုံးမှုပြိုကွဲလာရတယ်ဖြစ်လာနိုင်ပါရှင့်ဒါကြောင့်တက်မတော်အနေနဲ့ကိုယ့်ရဲ့တက်မှာဆုံးရှုံးမှုတွေရှိလာပြီဆိုရင်မိသားစုတွေစီကိုဆက်သွယ်ပြီးတော့ဖြစ်ရမှန်တွေပြောပြပေးပါဒါအပြင်ကိုအခြေအနေပြောင်းလဲမှုတွေရှိလာရဲဆိုလဲအဲ့ဒီပြောင်းလဲမှုတွေအလိုက်သတင်းပေးတာမျိုးတွေလုပ်ပေးပါလို့ပဲကျမတို့ကဈာရီကနေတိုက်တွန်းတာပါရှင့်။ခါကြလို့ရှင်အေးမကြီးတော့ပါဘူးလို့ထင်လိုက်တဲ့ကိစ္စတွေကအကြီးကြီးဖြစ်သွားနိုင်ပါတယ်နော်။မှန်ပါဗျာ။အပိုက်ကစတက်တက်မီလောင်ဆိုတဲ့ဇကားက စကပုံကအင်မတန်ကိုအတိတ်ရဲ့လေးနဲ့တဲ့စကပုံဖြစ်ပါရဲ့ရှင့်ကျမတို့အမှိုက်ကလေးတွေကိုတေချာမရှင်းဘူးဆိုရင်တက်တက်ကြီးတစ်ခုလုံးမီးလောင်သွားတဲ့အထိပြဿနာတွေတက်သွားနိုင်ပါရှင့်ဒါကြောင့်တက်မိသားစုတွေရဲ့စိတ်ခံစားချက်တစ်ခုလေးတွေချင်းစီကိုကျမတို့ကဖာထေးပြုတ်ပြင်ကုစားတာမဟုတ်ဘူးဆိုရင်တက်တွင်းစီလုံးမှုပြိုကွဲခြင်းဆိုတဲ့ပြက်တက်ကြီးတစ်ခုလုံးမီးလောင်သွားနိုင်ပါရှင့်ဒါလေးတော့ထူးထူးပြုဆင်ခြင်ကြဖို့အတွက်ကျမမြမတက်မတော်တို့အကြံပြုစကားလေးတိုက်တွန်းပြောကြလိုတာပါရှင်ကျမတို့စီ ောကြားခြင်းနဲ့တမိသားစုရှိမယ်ဆိုရင်လွတ်လပ်စွာပြေပို့ပြီးရှင်းခွင့်နိုင်ပါရှင်ကျမအနေနဲ့အရင်ကတော့ဒီတက်မိသားစုကိစ္စရနဲ့ပတ်သက်လို့ရှင်အများကြီးလက်ခံယူတဲ့တင်းစကားရမရှိဘူးပေါ့နော်ခုနောက်ပိုင်းကျတော့ကျမကလက်ခံယူပြီးတော့မတင်ဆက်ပေးဘူးဆိုရင်လေတပတ်ကအစမ်းပတ်သမားတွေကမီဒီယာတွေထောက်ပြီးတော့တက်တွင်းစည်းလုံးမှုပြိုကွဲအောင်ပြုလုပ်နေတာရှင်ဒီတော့သူတို့တင်ဆက်တာထက်ဆာလို့ရှင်ငါတို့တင်ဆက်တာကပိုပြီးတင့်တင့်မယ်လို့တွေးမိရတဲ့ကျမတို့ကတင်ဆက်တာဖြစ်ပါရှင်ကျမတို့တင်ဆက်တယ်ဆိုတာကမမှန်ကန်ကန်တင့်တင့်မြတ်မြတ်နဲ့စစ်စစ်နဲ့ကြတာတင်ဆက်ပါရှင် အကြံပေးကမှလည်းတထင်းလျှောက်သွားမယ်ဆိုရင်တော့သူတို့ကစီမင်းလည်းမရှိဘူးစီကံလည်းမရှိဘူးတက်တွင်းစီလုံးကိုပြိုကွဲဖို့အတွက်အပေါ်တွေလျှောက်ပြောပြီးတော့မဟုတ်တာတွေပါထည့်ပြောပြီးတော့တင်ဆက်မှာပါရှင့်ဒါလေးလည်းတက်မိသားဆိုရင်ပြည်ပြုတ်ဆင်ကျင်မှုအတွက်ကိုတိုက်တွန်းချင်ပါတယ်ရှင်ရှင်ခွင့်ခြင်းပြင်ဖွင့်မယ်ဆိုမှတော့ဖိတ်ချင်းဖိတ်ကိုယ့်အိတ်ထဲဖိတ်ပါလို့ပြောချင်တာပါရှင့်ကျမတို့ကိုယ့်အိတ်ထဲကိုဖိတ်လိုက်တာကအန္တရာယ်မရှိဘူးလေဒုက္ခတရားတွေမဖြစ်ဘူးလေအကြံပေးကမှလည်းအိတ်ထဲကိုသွားဖိတ်လိုက်မယ်ဆိုရင်တက်တွင်းသတင်းတွေအပြင်ရောက်တယ်ဆိုရင်ပုံမှန်ရှိလာမယ် တက်တွင်းစီလုံးကိုပြိုကွဲနိုင်တယ်ဆိုရင်ပုံမှန်တွေရှိလာမယ်ဒါအပြင်ကိုကိုယ့်ရဲ့သတင်းချက်လက်တိတ်လေးကိုယူပြီးတော့သူကအကြဲချက်နေတဲ့အခါမှာပောက်ပြရှောက်ပြောတော့ကိုနဲ့သက်ဆိုင်တဲ့သူတွေဂုံတိတ်ခါထိကြိုက်ပါရှင့်ဒါကြောင့်ဖိတ်ချင်းဖိတ်ကိုယ့်အိတ်ထဲလာဖိတ်ပါလို့ကျွန်မတိုက်တွန်းပြီးတော့နှိုးဆော်တာဖြစ်ပါရှင့်ကျွန်မတို့ကိုပို့ပေးပါကျွန်မတို့တတ်နိုင်ဆုံးခွဲခြားစိတ်ပြပြီးတော့တင့်တင့်ရှောက်ပတ်စွာနဲ့တင်ပြပေးပါမယ်ရှင့်အဓိကမြေပြင်မှာဖြစ်နေတဲ့ခက်ခဲတွေကိုနိုင်ငံတော်မှာတာဝန်ရှိတဲ့သူတွေသိရှိသွားဖို့အတွက်ကအဓိကလိုချင်တဲ့ရလဒ်တစ်ခုပဲမဟုတ်လားဒီရလဒ်လေးကိုကျွန်မတို့လုံဆောင်ပေးပါမယ်ရှင့်ဒီဘက် ူများကလည်းပူပေါင်းပေးပါတမိသားစုများကလည်းပူပေါင်းပေးပါလို့ကျွန်တော်တို့တိုက်တွန်းချင်ပါတယ်ရှင်ခုလိုပြောပြီးသွားတဲ့စနိုက်ပါဆိုလည်းယူတင်ပါတယ်ဒီဇိုဝေဆိုကတော့ဒါရှောက်ပြောပြီးပြတာချီကလည်းရှောက်ပြောတယ်နော်ဒီမှာထိုင်းနေစင်မှာဝင်နေမယ်နော်အခုချိန်ကြီးသူတို့ကအယူကရိန်းလိုသာအထောက်ပံ့ရရင်အတူနိုင်နေပြီလို့ပါညာရှောက်ပြောအိမ်မက်လည်းရှောက်မှန်းအဲ့တော့လေနားထောင်နေနီပိန်းနေလက်ခုပ်လေးဆွဆွတီးပြောပြောမျိုးနေကြတော့မှဒေထဲမှာတိုက်ရင်စောက်အောင်နေကြတယ်ကြာနော်။အော်သူတို့ကြည့်ရင်ကြည့်ရတာကြည်လဲကြည့်ချင်တယ်ကြာနော်။ တကယ်ကိုညာဘိန်းလုံးချီပလေဘာမှသင်္ကတက်ပြီးအသိဉာဏ်မရှိတဲ့လူတွေဆိုတာဒါမျိုးကိုပြောတာနေမှာပေါ့နော်အရှိကိုရှိတိုင်းအမှန်ကိုအမှန်တိုင်းနဲ့မမြင်တတ်နော်ဟိုသူတို့ကနိုင်နေပြီးဒါမှောဒါပဲဗျာနော်ခုချိန်ထိကိုမမြင်တတ်တာကွာဘလို့မျိုးလူစားမျိုးတွေလည်းမသိဘလို့မျိုးလူဖြစ်ပြီးတော့ပေါက်ပါလာလေတော့စဉ်းစားလို့မရအောင်ဖြစ်နေတယ်ဗျာနော်ကျွန်တော်လည်းဒီအားလုံးပဲဘောတန်နှစ်သက်မယ်လို့ထင်ပါတယ်အားပေးတဲ့အတွက်အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်